ကိုတေအဝန်စာမေးခွဲရှင်းတာကြားလိုက်တာနဲ့ဘာဒီပင်ဆင်ရမလဲဘယ်ကဆရမလဲချုပ်ပြီးခေါင်းရှုပ်သွားတတ်ကြပါလိမ့်။ကိစ္စမရှိပါဘူး။ဒီတစ်ခေါက်မှာအဲ့ဒီရှုပ်ထွေးမှုတွေအားလုံးကိုရှင်းလင်းတဲ့လမ်းပြမြေပုံအခုဖြစ်အတူပြောင်းလဲကြည့်ကြမယ်။ကဲအရင်ဆုံးဒီစာမေးပွဲကိုဘလို့အပိုင်းဒီနဲ့ဖွဲ့စည်းထားလဲဆိုရအစီအစဉ်လေးကိုအရင်ကြည့်လိုက်ကြရအောင်။ ကွယ်တဲ့ A1 စာမေးပွဲတစ်ခုလုံးကိုကြည့်လိုက်ရင်အဓိကကြတဲ့မန်တိုင်ကြီးနှစ်ခုပေါ်မှာတိဆောက်ထားတာကိုတွေ့ရပါမယ်။အသေးစိတ်ဒီထဲမှာဝင်ခင်အဲ့ဒီအဓိကအစိပ်ပိုင်းကြီးနှစ်ခုကဘာတွေလဲဆိုတာကိုအရင်ဆုံးခြုံငုံပြီးကြည့်လိုက်ကြတာပေါ့။အဲ့ဒါတွေကတော့တယောက်တည်းအေးစီစီဖျားမဲ့အေးပြေစာမေးပွဲနဲ့နောက်တစ်ယောက်ဒါမှမဟုတ်အုပ်စုလိုက်နဲ့အပြန်လန်စကားပြောဆိုရတဲ့အပြောအပြေစာမေးပွဲဆိုပြီးနှစ်ပိုင်းပဲဖြစ်ပါတယ်။တစ်ပိုင်းကကိုယ့်ရဲ့နားထောင်ဖတ်ရေးစွမ်းရည်ကိုတိုင်းတာပြီးနောက်တစ်ပိုင်းကတော့စကားပြောစွမ်းရည်ကိုတိုင်းတာတာပေါ့။ကောင်းပါပြီ။ ဒါဆိုရင်အချိန်အများဆုံးပေးရတဲ့အပိုင်းအရေးဖြစ်စင်းခေါ်မှုကိုအရင်ဆုံးအသေးစိတ်ကြည့်လိုက်ကြရအောင်ဒေ65မိနစ်ကြာတဲ့အရေးဖြစ်ကိုအပိုင်း၃ပိုင်းခွဲထားပါတယ်နားထောင်ဆွမ်းရည်တွေ horan စာဖတ်ဆွမ်းရည်တွေ listen နဲ့စာရေးဆွမ်းရည်တွေ shriven ပေါ့အရေးကြီးတာတစ်ခုကဒီအပိုင်းတွေကိုဒီမှာပြထားတဲ့အစင်းလိုက်အတိုင်းပဲဖြေရမှာပါကြွဖြေလို့မရပါဘူးကဲပထမဆုံးဆက်ရမယ့်အပိုင်းကတော့ horan လို့ခေါ်တဲ့နားထောင်ဆွမ်းရည်ပိုင်းပါပဲ ဒီပိုင်းကမတူညီရဲ့ဂျာမန်စကားပြောအခြေအနေတွေကိုဘလောက်အထိနားလည်နိုင်စွမ်းရှိလဲဆိုတာကိုစစ်ဆေးတာပါအချိန်မိနစ်20ရမှသပြီးစစ်စူပေါင်း15မှတ်ရနိုင်ပါတယ်ဒီဆရာလေးကို ကြည့်လိုက်ရင်နားထောင်စွမ်းရည်အပိုင်းကိုဘီလိုဖွဲ့စည်းထားလဲဆိုတာပိုရှင်းသွားပါလိမ့်မယ်အပိုင်း3ခုရှိတဲ့အထက်မှာအပိုင်း1ကစကားပြောတူလီဒီအပိုင်း3ကဖုန်းမက်ဆေ့ချ်ဖြစ်ပြီးဒီနှစ်ခုစလုံးကိုနှစ်ခုပြန်ဖွင့်ပြပါပါ ဒါပေမဲ့တတိထားရမှာကအပိုင်းနစ်မှာပါအများပြည်သူဆိုင်ရာချိန်ညာချက်ကြီးဖြစ်တဲ့အတွက်တခုတ်တည်းပဲဖွင့်ပြမှာပါဆိုတော့ဒီအပိုင်းမှာအာယုံစုဆိုင်မှုအပြည့်လို့မှာပေါ့နားတော်စွန့်ရင်ပြီးရင်တော့ listen တဲ့ခေါ်တဲ့စဖက်စွန့်ရင်အပိုင်းကို ရောက်ပါပြီဒီအပိုင်းအတက်ကတော့အချိန်နဲ့နဲ့ပို့ရပါတယ်25မိနစ်ပါအမှတ်ကတော့အတူတူပဲ25မှတ်ပြေပါပဲ listen အပိုင်းရဲ့အားသာချက်ကလက်တွေ့ပေါ်ကနေအရန်ကြီးဆက်တာပါပဲဥပမာ အပိုင်းတစ်မှတ်ဆိုရင် email တွေ မဆုတိုးလေးတွေကိုဖတ်ပြီးအမှန်အမှားဖြေရမယ်။အပိုင်းညကတော့ကြော်ညာတွေကိုကြည့်ပြီးချိတ်ဆက်ပေးရမှာဖြစ်ပြီးအပိုင်းတုံးမှာတော့လမ်းညွန့်ဆိုင်ပုတ်တွေအတိပေးချက်တွေကိုဖတ်ပြီးအမှန်အမှားပဲခွဲရမှာပါ။အကုန်လုံးကနေစင်ဘွားမှာတွေ့နေရတဲ့အရာတွေချီးပါပဲ။အရေးဖြစ်ရဲ့နောက်ဆုံးအပိုင်းကတော့ Shriven စာရေးစွမ်းရည်ပါပဲ။ဒီအပိုင်းရဲ့အတွက်အချိန်မိနစ်20နဲ့အမှတ်15မှတ်သတ်မှတ်ထားပါတယ်။ Shriving မှာ အပိုင်းနှစ်ပိုင်းပဲရှိပါတယ်။ပထမတစ်ခုက ဖောင်တစ်ခုမှာအချက်လက်၅ချက်ဖြည့်တာဒါကငါမပဲပေးပါရင်ဒါပေမဲ့ဒုတိယအပိုင်းဖြစ်တဲ့စာတိုးတစ်စုံရရတာကတော့အမတ်ဆဲမတောင်ပေးထားပါရင်ဒီတော့ဘာကိုပြနေလဲဆိုတော့ရိုးရိုးဖောင်ဖြည့်တာထက် ကိုယ့်ရဲ့အတွေးကို စာနဲ့ရှင်းရှင်းလင်းလင်းရေးပြနေစွမ်းကိုပို့ပြီးအလေးပေးထားတယ်ဆိုတာပါပဲ အရေးဖြစ်ပြီးတွားပြီဆိုတော့အများစုရန်တုံရပဲအပိုင်းကိုရောက်လာပါပြီ။အဲ့ဒါကတော့အပြောဖြစ်စင်ခုံမှုပါပဲ။ဒါပေမဲ့စိတ်မပူပါနဲ့ဒီကေတန်တော့ဒီအပိုင်းကအရန်ကိုစနစ်တကျဖွဲ့စည်းထားတာပါ။အပြောဖြစ်ကအဆင့်၃ဆင့်နဲ့ထွားပါတယ်။ပထမဆုံးကိုကိုကိုမေးဆက်ရမယ်။ရမလို့ဆို Zish for Stellen ပေါ့။ပြီးရင်တော့အတူဖြေတဲ့သူနဲ့အပြန်လန်မေးခွန်းကြည့်မီးဖြေရမယ်။နောက်ဆုံးအဆင့်ကတော့တခုခုကိုရင်ရင်ကြီးကြီးတောင်းဆိုတာပြီးတော့အဲ့ဒီတောင်းဆိုမှုကိုတုံ့ပြန်တာတွေလုပ်ရမှာပါ။ တစ်ခုပြီးတစ်ခုစနစ်တကျသွားမှာပါအမပေးပုံကိုချီရင်ပို့ပြီးစိတ်ဝင်စားဖို့ကောင်းပါတယ်ကိုเจ้าကိုပြောတဲ့မိတ်ဆက်ချင်းကတောင်းမပေးရပေမဲ့အပြန်လန်မေးခိုးမေးတာနဲ့တောင်းဆိုတာကချောင်းမစီစုစုပေါင်း12မက်တောင်ရနိုင်ပါတယ်ဆိုလိုတာကကိုဘသာပြောနေတာတဲ့တခြားသူနဲ့ဘလောက်ကောင်းကောင်းမွန်မွန်အပြန်လန်ဆက်သွယ်နိုင်တယ်လဲဆိုတာကအမပေါ်ရစီမှာပါကဲအပိုင်းလေးခုလုံးတော့အမတ်တီရပြီဆိုပါစို့အဲ့ဒီအမတ်တီကိုဘလို့ပေါင်းပြီးအောင်ရှုံးဆုံးဖြတ်တယ်လဲဆိုတာကိုကြည့်ကြရအောင် ဒီအမတ်တွေတစ်စနစ်ကနားလည်သွားရင်အယံရှင်းပါတယ်။အစောကပြောခဲ့သလိုပဲစွိုင်းရီလေးမျိုးထစ်တဲ့နားထောင် အဖက်အရေးအပြောတစ်ခုချင်းစီအတွက်အများဆုံးရနိုင်တဲ့အမတ်ဖြစ် raw score က15မှတ်စီပါ။ဒါပေမဲ့ဒါကနောက်ဆုံးရမှတ်မဟုတ်သေးပါဘူးနော်။အဲ့ဒီ15မှတ်စီရထားတဲ့အမတ်တိတ်ဒီကိုနောက်ဆုံးရမှတ်အဖြစ်ပြောင်းလဲဖို့အတွက်အထူးမြောက်ဖို့ဂိမ်းတစ်ခုကိုသုံးပါတယ်။အဲ့ဒါကတော့1166ပါ။ဘာကြောင့်လဲဆိုတော့အပိုင်းတစ်ခုစီကို25မှတ်တန်ဖီအောင်ပြောင်းလဲပေးခြင်းလို့ပါပဲ။ ဆိုတော့ကိုရတဲ့အမက်တီကိုတက်တက်၆၆နဲ့မြောင်းလိုက်တဲ့အခါ horn listen schreiben expression အပိုင်းလေးခုလုံးကအများဆုံး25မစီထိသွားပါတယ်အဓိကအချက်ကတော့စွမ်းရည်လေးခုလုံးကိုအရေးပါမှုတန်တူသတ်မှတ်ထားတယ်ဆိုတာပါပဲအေးရောရှင်းရှင်းလေးပါပဲမြစ်ဆက်ကွာမှတ်တံအပိုင်းလေးပိုင်းပေါင်းလိုက်တော့စာမေးဝဲတစ်ခုလုံးအတွက်အမှတ်ပြကတရားထစ်သွားလာပေါ့အမတ်တေကတရားဆိုရင်အောင်ဖို့ဘလောက်လိုမလဲ အရေးကြီးဆုံးမှတ်ထားရမယ့်ကဏ္ဍကတော့60ပါအမတ်တရမှာအမတ်60နဲ့အထက်ရရင်ဒီ A1 စာမေးပွဲကိုအောင်မြင်ပါပြီ အောင်မြင်ပါစေလို့ဆုတောင်းပေးတဲ့စကားလေးနဲ့အတူဒီစာမေးပွဲကိုဘာသာစကားရေးခြင်းစစ်ဆဲမှုတတ်တတ်လို့မမြင်ပဲဂျာမန်ဘာသာစကားနဲ့အတူရှစ်ဆက်မခီလန်အတူအရေးကြီးတဲ့မှတ်တမ်းတစ်ခုဖြစ်သဘောထားစေချင်ပါတယ်ကဲအခုဆိုရင်တော့ Goethe A1 စာမေးပွဲကလန်ဒီယာမြေပုံကရှင်းလင်းသွားပြီလို့ထင်ပါတယ် ဒီဘဖွဲ့စည်းပုံကိုတီးသွားပြီဆိုတော့ကိုယ့်ရဲ့အားသာချက် အားနဲ့ချက်ပေါ်မူတည်ပြီးဘယ်စွမ်းညစ်ကိုအရင်ဆုံးအားထည့်လိချင်းမလဲဆိုတာကိုကိုယ်တိုင်ဆုံးဖြတ်နိုင်သွားပါပြီဒီအချက်လက်တွေကပြင်ဆင်မှုတွေအတွက်အထောက်အကူထင်မယ်လို့မျှော်လင့်ပါတယ်